ကျွန်တော်ဒီ wave ဖူးကိုအခုမှစပြီးတော့အသုံးပြုမဲ့သူရဲ့အနေနဲ့ပေါ့နော်အဲသူများတွေပြောသလိုပေါ့နော်အာဒီ super light 5ခုရရုံနဲ့ creator ဖြစ်တာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့ဒီ creator ဖြစ်တဲ့ view တွေက blog ကနေပတ်သက်တွေရတယ်ပေါ့နော်ဒါတွေကိုလိုက်ပြီးတော့ကိုကရကျင်စောနဲ့အဲလူစွာဘီပတ်သက်အလွေရရင်လူတွေရရင်လောဘတက်ပြီးတော့လူကျင်တာပေါ့နော်ကျွန်တော်လည်းဒီ super light ကိုဝယ်ဖို့ကျွန်တော်စဉ်းစားခဲ့ရရပေါ့နော်ကျွန်တော်အမြင်မှန်ရတာလို့ live ပြီးတော့မွေခဲ့တာပေါ့နော်အဲ့တော့ဒီလိုမျိုးဝယ်ပြီးတော့ပေါ့နော်ဒီပစ္စတ်ထုတ်ဖို့ကလည်းဘယ်လိုထုတ်လို့ရမှန်းမသိဘူးပေါ့နော်ခြား ျွန်တော် YouTube Facebook TikTok တွေမှာအကုန်လုံး like ခောက်စားကြည့်ရပါတော့ဝေဖူးနဲ့ပတ်သက်ပြီးတော့အဲပြီးတော့ like စားကြည့်တဲ့အခါမှာဝေဖူးကနေ withdraw လုပ်တဲ့ဟာတော့တွေ့တယ်ပေါ့နော်ဒါပေမဲ့သူအဲ့ withdraw တွေအကုန်လုံး super like ကနေရတဲ့ withdraw တွေဖြစ်နေရပေါ့နော်အသူပြောပြခဲ့တဲ့အတိုင်း ADS ribbon ကြီးပေါ့နော်ကျွန်တော်တို့ ADS တွေကနေပြီးတော့အသူက50%ပေါ့နော်50%ခိုင်တော့ကျွန်တော်တို့ပေးမယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ AD ribbon နဲ့ကျွန်တော်သူ့ရဲ့ကျွန်တော်အခုပြပေးထားတဲ့ဒီ ပေးအောင်ခလေးထဲမှာတစ်ချက်ကြည့်ပေါ့နော်ဒီမှာဆိုရင်သူက super light ကနေပြီးတော့ပစ္စက်ကိုပဲပေးထားပေါ့နော် AD revenue ကနေပြီးတော့ပေးမထားဘူးပေါ့နော်တော့ဒီလုံးဝတက်မဲ့ချက်ကြီးမရှိတာသိပြီးတော့မမိုက်ဘူးပေါ့နော်ကျွန်တော်မမြင်ရဘူးပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော် daily update လုံးလုံးလုံးမပေးနိုင်ရင်တော့ကျွန်တော် mentally ပေါ့နော်အခုလာကုန်ရဲ့ဆိုရင်ကျွန်တော် update လုပ်ပေးရမှာပေါ့ဒါပေမဲ့အခု license comment တွေကပစ္စက်ရတယ်မရဘူးဆိုတော့ဘယ်သူမှတိကျမပြောနိုင်ဘူးပေါ့နော်အဲ့တော့ miss အဲဒီကူ तू က तू ပြောထားတော့ကျွန်တော်လတ်တလာရဲ့ပစ္စက်တွေကို तू က ဲနောက်လာပေါ့နော်နှစ်ပတ်အတွင်းမှာသူကတော့ထဲကိုထည့်ပေးမယ်လို့ပြီးရောက်ထဲကိုထည့်ပေးမယ်လို့ပြောတယ်အဲ့တော့ကူမမ်ဘာအတွင်းမှာတစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်တကယ်စောင့်ကြည့်လို့မစ္စတိုဒီ live segment map view တွေကနေပြီးတော့ AD revenue ရနေပြီးတော့မစ္စတိုဒေါ်လာရခဲ့ဆိုရင်လည်းအခြားသူတွေကိုမျှဝေဖို့ကျွန်တော်အကြံပြုတယ်ပေါ့နော်အဲကူကဘာမှမသိဘဲနဲ့ကူက super light တွေဆောက်ပြီးတော့ဝယ်နေကြတာပေါ့နော်အကျွန်တော်လည်းကျွန်တော်ကိုယ်တိုင်တော့ဘာမှမသိရဖြစ်တဲ့အတွက်ကျွန်တော်စီစူပါလိုက်ဝယ်တဲ့သူတွေရောက်မပေးဘူးပေါ့နော်ကျွန်တော်မှဆိုစူပါလိုက်38ခုပေါ့နော်မနေ့ဖန်ဆိုရင်40လောက်ထိရမယ် ဲ့တော့သူတွေကပစ္စတ်ကြီးရင်းလိုက်ပြီးမှပစ္စတ်မရမှာဆိုလို့ကျွန်တော်ဘယ်သူမှမရောက်မိတာပေါ့နော်သူများတွေ3000နဲ့1000နဲ့ရောင်းကြတယ်ကျွန်တော်အခုဒီတယောက်မှရောင်းမပေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တော့အဖြူမဲ့မသိရသေးတာဖြစ်တဲ့အတွက်ခြားတီတွေကိုကျွန်တော် first hope တွေပေးပြီးတော့ကျွန်တော်အကျဉ်းမထက်ခြင်းဘောနော်အဲ့တော့အခြားမိတ်ဆွေလည်းဒါမျိုးမလောက်ကြဘူးကျွန်တော်အကြံပြုတယ်ဘောနော်တကယ်လို့မိတ်ဆွေတို့ minimum threshold 5ဒေါ်လာပြည့်ခဲ့ပြီလို့ရခဲ့မယ်ဆိုရင်တော့ကျွန်တော်ဘေးပယ်နဲ့ထောက်တာအဆင်ပြေလား Binance နဲ့ထောက်တာအဆင်ပြေလားမိတ်ဆွေတို့တစ်ချက်လောက်အဝေးမြပေးဦးဘောနော် ဲ့တော့ make sure တော့မှာ PayPal or Binance ကိုမစီးဘူးဆိုရင်တော့အခုစပြီးတော့မထိုင်းသေးနဲ့ပေါ့နော်အခြားသူတွေအခြေအနေကိုစောင့်ကြည့်ပြီးမှပဲကျွန်တော် try မို့အကြံပြုပါရစေ။ Okay တော့ဒါလေးမျှဝေပေးချင်မျှဝေပေးချင်တာပေါ့နော်။အားလုံးကျေးဇူးတူတူပါခင်ဗျ။